အာဆင်နယ်ဖန်စစ်စစ်တွေလုံးဝမေးလို့မရတဲ့ဒဏ်ရာဟောင်းကြီးနှစ်ခုရှိပါတယ်ပထမဆုံးဒဏ်ရာကတော့ကျွန်တော်တို့အာဆင်နယ်အသင်းချန်ပီယံလိဂ်ဘောလုံးပွဲ2006ခုနှစ်မှာကန်ခဲ့တဲ့ဘာစီလိုနာအသင်းရဲ့ပွဲဖြစ်ပါတယ်အဲ့ဒီပွဲမှာတော့အာဆင်နယ်အသင်းကတကူးကူးမရှိနဲ့ဦးဆောင်နေခဲ့ပြီးတော့မှချန်ပီယံလိဂ်ဖလားရဖို့လက်တကမ်းအလိုမှာကျွန်တော်အာဆင်နယ်ကိုတမန်အထောက်ခံရပြီးတော့မှဘာစီလိုနာအသင်းကို2-0တကူးဆိုတဲ့ရလဒ်နဲ့ရှုံးခဲ့တဲ့ ပွဲဖြစ်ပါတယ်အဲ့ဒီပွဲမှာတော့အာဆင်နယ်ပရိသတ်တွေကတော်တော်လေးကိုစိတ်မကောင်းဖြစ်ခဲ့ရပြီးတော့ဒဏ်ရာအကြီးမားရခဲ့ရပါတယ်ကျွန်တော်ဆိုရင်တော့တော်တော်ခံစားခဲ့ရပါတယ်အဲ့လိုမပြောတဲ့ထိပါပဲဆိုတော့နောက်တစ်ခုကတော့ကျွန်တော်တို့2008မှာကျွန်တော်တို့ခရိုအေးရှားဒါခရိုအေးရှားကလပ်ဒိုင်နမိုဆာဂရက်ကနေပြီးတော့အာဆင်နယ်တင်းခေါ်ယူလိုက်တဲ့တိုက်စစ်မှုအဒွာဒူဒါဆေးဖားပဲဖြစ်ပါတယ်။ကျွန်တော်ဒါဆေးဖားကအာဆင်နယ်တင်းကိုရောက်လာပြီးတော့မှတော်တော်လေးကိုခြေစွမ်းပြပြီးတော့မှအာဆင်နယ်တင်းခြေစွမ်းပြခဲ့ပြီးတော့မ အထူးကိုခြေစွန်းပြပေးအာဆင်နယ်အတွက်ကစားပေးနေတဲ့အချိန်မှာကျွန်တော်တို့ဒါစီဘာကဒါဘာမင်ဂန်ရဲ့ပွဲမှာအာမာတင်ဒေလာရဲ့ဖြတ်တုံးမှုကြောင့်ခြေကျိုးခြေကျိုးသွားခဲ့တာပေါ့နော်အဲ့ဒီပွဲမှာတော့ကျွန်တော်ဆိုရင်ပွဲကြည့်နေတဲ့တော်တော်ကိုဒူးတုံရင်တုံဖြစ်ပြီးတော့မှတော်တော်လေးကိုစိတ်မကောင်းခဲ့ရပါဘူးငိုမတက်ပါပဲဒါပေမဲ့အဲ့ဒီနေ့ရက်ကိုတော့ကျွန်တော်ပဲတော်မှမေ့မရအောင်ကျွန်တော်တကယ်ကိုကောင်းမွန်တဲ့အာဆင်နယ်အားထားရတဲ့အာဆင်နယ်ဖလားရမယ့်နှစ်တို့ ကျွန်တော်တို့မျှော်မှန်းနေတဲ့အချိန်မှာအဲ့လိုအဖြစ်အပျက်ကိုကြုံခဲ့ရတဲ့အတွက်အဲ့ဒီနှစ်မှာတော့ကျွန်တော်အာဆင်နယ်ဖန်တွေတော်တော်လေးကိုနာကျင်ခဲ့ရတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်ဆိုတော့ဒီအရာတွေကိုကျွန်တော်အာဆင်နယ်ဖန်တွေမိတ်ပြောက်ဖို့ဆိုတော့အာဆင်နယ်တင်းအနေနဲ့လက်ရှိမှာအကောင်းဆုံးအနေထားကိုအာဆင်နယ်တင်းပြန်ပေါ်လာပြီးဖြစ်တဲ့အတွက်အာအာဆင်နယ်ကသာချန်ပီယံလိဂ်ဖလားတွေရမယ်အာဖလားတွေပရီးမီးယားလိဂ်ဖလားတွေပြန်ပြီးယူပြလာနိုင်ခဲ့မှာဆိုတော့အာဆင်နယ်ဖန်တွေဟာ ဒဏ်ရာဟောင်းတွေတော်တော်ကြီးကိုတက်တာသွားလိမ့်မယ်လို့ထင်ပါတယ်ဒါပေမဲ့မေးလို့တော့ရောက်မှာမဟုတ်ဘူးပေါ့နော်ကျွန်တော်ဆန်တော့ဘယ်တော့မှမေးလို့မရပါဘူးအဲ့နှစ်တီပေါ့ဆိုတော့ဒီထဲမှာရောအခုနားထောင်နေတဲ့ပရိတ်သတ်တွေထဲမှာရောအဲ့ဒီခါကိုမြေခဲ့တဲ့ပရိတ်သတ်တွေရှိလားအဲ့ဒီတုန်းကကြုံခဲ့ရတဲ့ခန်းစားချက်များရှိတယ်ဆိုရင် comment မှာရေးပေးခဲ့လို့ရပါတယ်နားထောင်ပေးတဲ့ Arsenal ပရိတ်သတ်အားလုံးကိုကျေးဇူးပါနောက်ထပ် video မှာကျွန်တော်ပြန်တွေ့ကြပါမယ်